တလောကလုံးကအထင်သေးနေတဲ့ကြားမှာပဲ Real Madrid ကိုသုံးခိုးပြတ်နဲ့အနိုင်ယူပြီး Champions League Semi Final ကိုခြေတလှမ်းချလိုက်တဲ့ Arsenal ဒီပွဲစဉ်ကြောင်းပြောရမှာတော့လုံးဝလေထဲမှာလွင့်နေပြောလို့ရတယ်။တကယ်ကျွန်တော်တို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီလောက်ကြီးဂိုးပြက်ကြီးနိုင်မယ်လို့တော့မထင်ခဲ့ဘူး။ဒါပေမဲ့ဒီလိုနိုင်ပွဲတစ်ပွဲရတဲ့အတွက်လည်း ီ player တွေအားလုံးကျွန်တော်လုံးဝ appreciate ဖြစ်တယ်အတိမတ်ပြုတယ်တကယ်လေးကျေးဇူးတင်တယ်နည်း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 ကိုကျေးဇူးတင်တာအခုဆိုကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာငလျင်ဘေးကိစ္စရည်နဲ့စိတ်တည်ညံ့နှွမ်းနေချိန်မှာအာဆင်နယ်ဖန်တွေအတွက်ဆိုလို့ရှိရင်တော့အတိုင်းတာတစ်ခုထိစိတ်ထွက်ပေါက်ဖြစ်တယ်ပျော်ရွှင်စရာခိုက်တန်တဲ့ခုပြင်ရခဲ့တယ်ဘဝရဲ့အမောတွေကြားထဲမှာဗောလေအဲ့တော့ဒီပွဲအကြောင်းကိုပြောမယ်ဆိုရင်တော့ကျွန်တော်တို့ဆုံးဖြတ်ချက်တွေအကြောင်းကိုလည်းစပြောရမှာပွဲတော်ပွဲမှာအသင်းတသင်းကဘာအတွက်ကံလဲဆိုတာအရန်ရေးကြည့် ငါတို့ဘာဖြစ်ချင်းလဲဒီပြိုင်ပွဲကငါတို့အတွက်ဘလောက်အရေးကြီးလဲဆိုတာကအဲ့ဒါအသင်းတစ်သင်းအတွက်အရန်အရေးကြီးတယ်ရီယယ်မက်ဒရစ်နဲ့မတူတာကအာဆင်နယ်ကသူတို့မှာဆုံးရှုံးစစ်စရာမရှိတော့ပရီးမီးယားလိမှာကလိုက်မိဖို့ကခက်ခဲသွားပြီပြောလို့ရတဲ့အခြေအနေမှာဒါဒီသူတို့အတွက်တခုလဲသောဖလားပြီးတော့ချန်ပီယံလိကစားသမားတွေအားလုံးကလည်းဒီလိုကိုအတွက်ဒီဖလားကိုယူပေးခြင်းတယ်အဲ့အတွက်ရီယယ်မက်ဒရစ်မကလို့ဘယ်အသင်းနဲ့ဖြစ်ဖြစ်ခိုင်မာတဲ့ဆုံးဖြတ်ချက်နဲ့ဒီပွဲကိုတိုက်စစ်ဆင်ဖို့ပဲသူတို့ကြိုးစားသွားခဲ့တယ် ပုံမှန်ပတ်စတေသူတို့ပေးတာရှိတယ်ဒါပေမဲ့ဗျာဘရိုးတွေ့အတိုင်းပဲ real madrid player တွေကခံစစ်စောရတဲ့အချိန်အများစုရှိတယ် quick transition သွားဖို့သူတို့ကြိုးစားတယ်ဒါပေမဲ့ arsenal player တွေဘလို့စော့လဲမြင်တဲ့အတိုင်းပဲတိုက်စစ်ပြီးတိုက်စစ်စော့တယ်နောက်မှတစ်ခါကျရင်ပတ်တန်တွဲရလေးရှိတယ်ဒီပွဲကို arsenal ကနိုင်မဖြစ်မဲ့ဆိုတဲ့ခံယူချက်နဲ့စော့တယ် real madrid ကတော့ငါတို့ counter attack ကနေပြီးတော့ဂိုးပြန်ရမှပဲယူမယ်ဆိုတဲ့ပုံစံမျိုးနဲ့သွားတယ်ဒီနေ့မှ real madrid player တွေကိုမလေးစားလို့ပြောတာမဟုတ်ဘူး ရီယယ်မက်ဒရစ်ပလေယာတွေထဲမှာကော်တရိုက်လိုဂိုးသမား quality မြင့်ပလေယာတူပါမလာခဲ့ဘရိုဒီတက်ဂိုးပြတ်တယ်အဲ့ဒါလက်ရှိအမှန်တရားပဲဒီပွဲကိုကြည့်လိုက်တယ်ကျွန်တော်ညီကိုဆိုလို့ရှိရင်လည်းသိမှာပဲအဲ့တော့ဒီပွဲစဉ်မှာပထမပိုင်းမှာကျွန်တော်တည်ကြတယ်ဗျာမန်ကီရောအာဆင်နယ်လိုတိုက်စစ်မှုစစ်စစ်မရှိတဲ့အသင်းတသင်းအတွက်ဆိုရင်တော့အဖက်ဖက်ကခံဘက်ကကြီးပဲဆိုပြီးတလောကလုံးကထင်ထားတာဒါပေမဲ့တကယ်ကြီးကံကြတဲ့အခါမှာအာဆင်နယ်မှာက playing style တစ်ခုရှိတယ် သူတို့ဘာဖြစ်ချင်လဲဆိုတဲ့ခံယူချက်ရှိတယ်။နောက်ဆုံးအသွားတုံးနေတဲ့ဓာတ်တစ်ချက်ဖြစ်ရင်တော့မှချိန်ဖန်များစွာခုံရင်သွေးထွက်မယ်ဆိုတဲ့ခံယူချက်နဲ့သူတို့သွားခဲ့တာ။တကယ်လဲအဲ့ဒါအရာရောက်ခဲ့တယ်။ကျွန်တော်တို့ပထမဆုံးကို free kick ရတယ်။ Arsenal fan တွေအယောက်တရာမေးကြည့်69ယောက်လောက်ကအဲ့ဒီ free kick ဂိုးဝင်မှာမဟုတ်ဘူးဆိုတဲ့ခံယူချက်နဲ့ဘာကြောင့်လဲ။အရှိမတာတခါတွေအများကြီးပဲ။ကျွန်တော်တို့ free kick ရရင်နောက်ကံဘောလောက်တော့ကျွန်တော်တို့ရင်မခုံဘူး။ကိုမမကိုးတာဘရိုရဲ့ဒါပေမဲ့ဒီ free kick ကကြတော့ ပွဲကြီးစဉ်မှာရှိတဲ့ Roberto Carlos ကြီးတချိန်ဟာကန်ခဲ့တဲ့ပုံစံမျိုးကပ်ကိုမှဘင်းကနေဝိတ်ပြီးကန်သွားတာခါလေးကနေပြီးတော့ဝိုက်ပြီးကန်သွားတာ free kick ဆယ်လုံးမှာတစ်လုံးမြင်တွေ့ရခဲ့တဲ့ပုံစံမျိုးများသောအားဖြင့် free kick တွေကဂိုးသမားဒဲကိုကန်လာများတယ်လူတန်းအောက်ကနေတစ်ခါကျရင်ကန်လာများတယ်တစ်ခါကျရင်လူတန်းပေါ်နေကြော်ပြီးတော့ကန်လာများတယ်သို့တော့ဒီလိုမျိုးဂိုးအပြင်ကနေပြီးတော့ cup ဝိတ်ပြီးကန်သွင်းတာမျိုးကကြတော့ရှားတယ်ပြောလို့ရတယ်အဲ့ဒါကိုလေလုံးဝ ွဲကြီးစင်မှာ Robert Du Carlos ကြီးကလာပြီးကြည့်တချင်တော့သူကန်ခဲ့တဲ့ free kick ပေါ့လေအဲ့တော့ Declan Rice ကိုကျွန်တော်လုံးဝ appreciate ဖြစ်တယ်ဒါအစင်တဲ့အတွက်သူပေးတဲ့အဖွင့်ကိုပွဲတော်ပွဲမှာအဖွင့်ကိုကဘလောက်ထိအရေးပါလဲဆိုတာအသင်းနဲ့သင်းချားမှာခြားလက်ချက်ဖြစ်သွားတယ်ဒုတိယကို free kick ထည့်ရတယ်ကျွန်တော်ပြောနေသေးတယ်အော်လို့ Declan Rice ကြီးနောက်လုံးထပ်သွေးရင်ကောင်းပါပဲလို့မမျော်လင့်ထားဘူးဗျာရကမှာရရောပေါ့တကယ်ဂိုးသွားခဲ့တယ်ခစ်လိုက်တဲ့ဂိုးတွေကလည်းပထမအလုံးရောဒုတိယအလုံးရောကခစ်ပြောက်တည်းကြီးပဲ ဒုတိယအလုံးစုကိုသမရှိရဲ့ဘက်ကိုကန်တာပထမအလုံးတော့ကျတော့ဒါပိတ်ထားတဲ့ wall ဘက်ကနေ cup ကိုကန်တာဒုတိယအလုံးမှာကျတော့ဒီ wall ဘက်ကိုမကန်မဲနဲ့ကိုသမစောင့်နေတဲ့အဖက်ချမ်းအပေါ်တော့ကျွန်တော်မြန်မာခေါ်ပြဆယ်ပြားစီတော့အဲ့တော့ကန်ထဲ့သွားတာအဲ့ဒီကိုဘက်ကိုစောင့်နေတဲ့ call twice ဆိုတဲ့ကိုသမသည်ခေသူမဟုတ်ဘူး real madrid ကိုချိန်ဖန်များစွာနောက်ဆင့်နေတက်ဖို့အတွက်ကူညီပေးခဲ့တဲ့ great တက်လက်စွမ်းရှိတဲ့ကိုသမား ပထမပိုင်းမှာဆိုလို့ရှိရင်နှစ်ကြိမ်စေးသုံးကြိမ်စေးတွေမဖြစ်နိုင်ဘွေရစေးတာမျိုးတွေဒုတိယပိုင်းမှာလည်းကျွန်တော်တို့တေချာ9နိုင်လောက်ပါတယ်ဆိုတဲ့ဟာမျိုးတွေကိုပဲစေးသွားခဲ့တာကျွန်တော်ဒီကိုသမားကြီးကောင်းလိုက်တာကွာဆိုထိုင်ပြီးကြည့်နေဝင်လို့ရင်ဘာမှမလုပ်လို့မရတာဒါပေမဲ့အဲ့ free kick နှစ်ကိုးဒီအာဆင်နယ်အတွက်တွက်ဆိုလို့ရှိရင်တော့တကယ်ကိုအလှည့်ပြောင်းဖြစ်သွားတာအဲ့မှာကျွန်တော်နှစ်ကိုးရတယ်ပြီးပြီလို့ငါတို့2-0လောက်နေပဲနောက်တစ်ဆင့်သွားလို့ရှိရင်တော့မှ ဒါဒုတိယကြော့ကံမယ်ဆိုတော့မှအာဆင်နယ်ပလေးယာတွေနဲ့အေးစစ်စစ်ဘာနီယူမှာဟန်နီမွန်ထွက်နေအောင်မယ်ဆိုပြီးပရက်ရှာကင်းနေပေါ့လေဒါပေမဲ့မထင်မဖက်နဲ့လူးဝစ်ကယ်လီပနတီပေါင်ဆိုးထိုးပစ်လိုက်တဲ့အလုံးကိုမီခင်းမိန်တို့ကအဝေးတိုင်းတောင်ကန်သွားတယ်အဲ့ဒီလုံးကလေလုံးဝအဖရီရှိတ်ပဲအရှိကဒီဂလော်ရိုက်ကန်သွားတဲ့ဖရီကစ်နှလုံးကောင်းတယ်လို့ပဲဒီလုံးကလည်းကျွန်တော်တို့လုံးဝစကားတင်အဆင့်အကောင်းဆုံးဂိုးဖြစ်ရွေးရမှာပဲကန်လိုက်တဲ့ထိချက်ရောအဝေးတိုင်းတောင်သွားတော့ဘောလုံးရဲ့စပီကောရိုက်လိုက်တဲ့ပါဝါကောပါဖက်ပဲ ကိုသမားဘာမှလုပ်မရဘူးအဲ့ဒီကိုသမားဒီတုံတုံကိုသမားမဟုတ်ဘူးဒါပေမဲ့အဲ့လိုကိုသမားတော်မှသုံးလုံးထိခွင့်ပြုရတယ်ဆိုရင်အဲ့ဒီနေရာမှာအခြားကိုသမားတူဦးဆိုရင်တော့အာဆင်နယ်ဒီညဒီထက်ပိုပြီးဂိုးပြတ်တယ် bro ကျွန်တော်တို့ဆိုလေအခုဒီဗီဒီယိုလုံးနေချိန်ကြီးအတန်းရောင်တုံတယ်ကို့အသင်းကဒီလောက်ထိဂိုးပြတ်နိုင်ပြီးတော့စီးဖိုင်တွေကိုခြေတလန်းချလို့ရလောက်တဲ့အနေအထားကြီးဖြစ်သွားခဲ့တာဒီ quarter final ရောက်လာတဲ့အသင်းနှစ်သင်းသလုံးက Real Madrid က Champion League မှာဘယ်လောက်ကြီးပြအောင်မြင်ခဲ့တယ်ပြောပြောဒီနေ့ပွဲစဉ်မှာ Arsenal တို့အတိုင်းအတာတစ်ခုထိရှိန်တယ် အာကြီးပလီယာတွေလည်းအမားများတယ်ကျွန်တော်တို့ဥဆောင်ကူတော်ပေးလိုက်ရမယ်အခိုက်တန့်နေနောက်တန်းမှာဘောလုံးပြတ်တာတွေအများကြီးပဲဒါပေမဲ့အချိန်ပြီးပြန်ပြီးဆက်နိုင်ခဲ့တယ်ဒီနှစ်သင်းကြားကအဓိကခြားနာတော့တာကစိတ်တပိုင်းအာဆင်နယ်ကကိုကွင်းမှာ၉ရောက်အနိုင်ကျမယ်ဆိုတဲ့စိတ်သက်ကိုသူတို့ပြင်ဆင်ထားတယ် strategy ကောင်းကောင်းရှိတယ် real ကျတော့ဘာနေဘူးကြမှာငါတို့လုံမယ်ဒီကွင်းမှာတော့တည်ဒါမှမဟုတ်၉ရောက်ယူမယ်ကွာဆိုတဲ့ပုံစံမျိုးနဲ့သွားတယ်ဘာကြောင့်လဲဆိုတော့ ancelotti ရဲ့အသင်းတီး န်စစ်မှာအချိန်ကုန်တာများတယ်ပြောလို့ရတယ်ဒီပွဲစဉ်ရဲ့ first league ကိုကျွန်တော်တစ်ချက်ပြပြပြမိမယ်အဲ့လို့ဆိုတော့ဒီနေ့ပွဲစဉ်မှာအာဆင်နယ်ကဘောလုံးပိုင်ဆိုင်မှု54ရာခိုင်နှုန်းရီယက်က46ရာခိုင်နှုန်းအာဆင်နယ်ဒီ12ကြိမ်ကန်သွင်းတယ်အမှ5ပေါက်တက်မှုက17ကြိမ်ရှိတယ်တစ်ကြိမ်လေးပဲ5ပေါက်မတက်ရနော်ရီယက်6ကြိမ်ကန်တယ်5ပေါက်တက်တာ3ကြိမ်ရှိတယ်တကောမှမဝင်ခဲ့ဘူးဒီချက်လက်တွေကိုကြည့်ရင်အာဆင်နယ်က efficient ဖြစ်တဲ့ hand တစ်ခုနဲ့ဂိုးရဖို့ကိုစူးစမ်းသွားခဲ့အမေကတော့ပွဲအစပထမပိုင်းမိနစ်မှတည်းကဂိုးရမှာပါတောင်းကန်ဘွားလာတဲ့အလုံးကစာလီဘာနဲ့ထိပြီးတော့ပြန်ထွက်သွားခဲ့လို့ညို့ဆိုအဲ့လောကဂိုးတွေကိုပြေးနေရပဲပြီးတော့တကယ်ဂိုးနိုင်လောက်တဲ့ chance တွေ rice counter မျိုးတွေအများကြီးပဲဒါပေမဲ့ပါတီကန်တဲ့လုံးတွေပေါ့လေဒါပေမဲ့ဒီကိုသမားကလည်းလက်စွမ်းပြနေခဲ့တာဖြစ်တဲ့ကျွန်တော်ကိုစောစောစီးမရခဲ့ဘူးအဲ့တော့ဒီပွဲနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ဘသူမှထင်မထားတဲ့ဘသူမှမျှော်လင့်မထားတဲ့အသင်းက ဒီလောက်ထိဂိုးပြတ်နိုင်သွားခဲ့ရအဲ့တော့ကျွန်တော်ညီကိုတွေကိုတခုပြောချင်တာအာဆင်နယ်ကချန်ပီယံလိရောက်လို့ရှိရင်လေနိုင်ရကန်တွေကပြန်ပြီးနိုးလာတယ်လို့ပဲမြန်မြန်မကြည့်နဲ့အရှိမရလက်တီဆိုတဲ့ဒီချိန်နဲ့ PSV ကိုဘလို့သွားကံပါလဲဆိုပြီးပြောတဲ့လူတွေရှိတယ် bro PSV ကိုကျွန်တော်တို့ဂိုးပြတ်ကြီးတီးလိုက်တာလေကဲဒုတိယကျော် ACC ပဲတည်ကြလေ AC ဖြစ်သွားအခု Real ကိုလည်းဂိုးပြတ်3-0 ဒုတိယကြော့မှာ real ပြန်လာနိုင်သည်ဖြစ်စေပြန်မလာနိုင်သည်ဖြစ်စေဒီလိုမျိုး quarter final ထိရောက်လာခဲ့တဲ့အသင်းကြီးနှစ်သင်းကြားထဲမှာ3ဂိုးဆိုတာကခြားနားချက်တစ်ခုတော့ဖြစ်သွားခဲ့ပြီအာဆင်နယ်မပေါ်ဘဲနဲ့တေချာဆော့ရင် C final ကိုခြေတလမ်းမုံနှစ်လမ်းသလုံးတင်လိုက်လို့ရပြီအဲ့တော့ဒီနေ့ပွဲစဉ်မှာကွင်းလယ်ပိုင်းမှာလုံးဝ appreciate ဖြစ်တာကတော့ goal တွေအတွင်းတဲ့အပိုင်းနဲ့ box to box ပိုင်းမှာတော့ ဒီကလရိုက်ကို appreciate ဖြစ်တယ်ပြီးတော့စာကာနဲ့ link ကတွဲဆော့တဲ့ဘက်မှာ Martin Odegaard မဆိုးပါဘူးအရင်ကောင်းတဲ့ performance တော့မဟုတ်ဘူးဒါပေမဲ့မဆိုးဘူးပြောလို့ရတယ်နောက်ပြီးတော့အဲ့ဒီ Queen လေအထူးသဖြင့်ပေါ့လေဒီ Real Madrid အသင်းရဲ့ Camavinga နဲ့ Luka Modric တို့လို Queen လေကိုတယောက်ထင်းနဲ့ကောင်းကောင်းထိန်းသွားခဲ့တာက Thomas Partey ဒီဘဲကိုယာတိကုန်းမှာအလွတ်နဲ့လက်လွတ်ရမယ်ဆိုတဲ့သတင်းတွေတွေးမိလို့ရှိရင်လေအိမ်မက်ဆိုးတွေမတ်နေသလိုပဲ ငါတို့ဘာကြောင့်ဒီဘဲကိုဆုံးရှုံးအောင်มาလဲဆိုတဲ့အတွေးမျိုးတွေဒါ යි မဲ့ကျွန်တော်တို့ဆုံးရှုံးအောင်မှာပေါ့လေသူထက်ကောင်းတဲ့ player ထက်ရောက်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြီးတော့ injury နေထားရပါတီကိုကျွန်တော်ဆုံးရှုံးအောင်သို့တော့ပါတီဒီဒီယာဒီမှာအာဆင်နယ်ရောက်လာတဲ့ကအကောင်းဆုံးယာဒီတစ်ခုလို့တော့မှကျွန်တော်ကြီးညွှန်းခြင်းတယ်ဒီယာဒီမှာအကွင်းလေပိုင်းမှာပါတီကလုံးဝသူ့အတွေ့အကြုံနဲ့ကောင်းကောင်းထင်းသွားခဲ့တာပြီးတော့နောက်တစ်ချောမှာဆိုရင်ရီရဲ့ဒီကာမာဗင်ဂါကနှစ်ဝါတနီနဲ့မဟုတ်လို့ဒီဘွဲကိုပါတယ်မှာမဟုတ်ဒီဘွဲမှာအဝါထိတဲ့ player ကြီးလည်း နောက်ပွဲမှာတချို့ပလေယာတွေလွဲချော်မှုရှိရပေါ့လေအဲ့ဆိုဘယ်လိုပဲပြောပြောပါအာဆင်နယ်ဖန်တွေအတွက်ဆိုလို့ရှိရင်တော့တကယ့်ကိုအိပ်ရာထားတဲ့ခါပြင်းပြင်းလေးကြည့်နေရမယ်ဂိုးစကိုတခုဟာငါတို့စီးဖိုင်တွေရောက်တော့မှာပါလားဆိုတဲ့ခံစားချက်တဝက်ကြော်ကြော်ရတဲ့ feeling မျိုးပဲဒါပေမဲ့တစ်ဖက်က Real Madrid ဖြစ်တဲ့ကျွန်တော်ရထားတဲ့၃ဂိုးသည်မပေါ်မဆပဲနဲ့ဒုတိယကြော်ကန်လို့ရှိရင်တော့စီးဖိုင်တွေကကျွန်တော်လက်လက်ကန်းကိုရောက်နေပါပြီချန်ပီယံလိအာဆင်နယ်ကိုကျွန်တော်ရရှိခြင်းတယ်ဒါအာရီဖန်ကြောင့်မို့လို့ပြောရမှာမဟုတ်နော်ကျွန်တော်တို့တစ်သလုံး အနှိမ်ခံလာခဲ့ရတာဘရိုမင်းအာဆင်နယ်ကို2-20အားပေးရတာ25နဲ့အားပေးရတာမင်းမှာချန်ပီယံလိမရှိတဲ့ကောင်ဆိုပြီးတစ်တလုံးအနှိမ်ခံလာခဲ့ရအဲ့အချားဖလိုက်ဒီဇိုင်းကျွန်တော်ဒီဖလားမှာအောင်မြင်ခြင်း ਨੇ ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီထက်ပိုပြီးအနှိမ်မခံခြင်းတော့စားလို့နောက်လို့ခင်လို့ပဲပြောပြောဒီထက်ပိုပြီးကျွန်တော်အနှိမ်မခံခြင်းတော့ဒီဖလားမှာကျွန်တော်ဒီရာသီရယူခြင်းပါတယ်အဲ့အတွက်အခုလိုမျိုးစူးစမ်းပြီးတဲ့ player တွေကိုလည်းတကယ်ကျေးဇူးတင်ပါတယ်ပြီးတော့လေဒီ player တွေ ဒီအသေးအစုဖွဲ့ကမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ဒါ speed out လုပ်ထားခဲ့တာဗောလေအဲ့ရောဆိုတော့သူတို့ချန်ပီယံလိဖလားရပါစီလို့ပြီးတော့လေ real madrid ကိုကြော်ဖြတ်နိုင်ပြီဆိုရင်ဒီ player တွေအားလုံးရဲ့ mental ကကြိုက်တဲ့အသင်းလားဆိုတဲ့ပုံစံမျိုးဖြစ်သွားတော့မှာဘာကြောင့်လဲဆိုတော့ဒီပြိုင်ပွဲမှာအောင်အမြင်ဆုံးအသင်းကိုကြော်ဖြတ်လာတဲ့အာဆင်နယ်အတွက်ကဘိုလူပွဲနဲ့ဆူဖလားနဲ့ဆိုတာကအရင်ကြီးဝေးတော့မှာမဟုတ်ဘူးဗောလေအဲ့တော့ဒုတိယအကြော့မှာတော့၃-၉ပြတ်နိုင်ထားတဲ့အသင်းတစ်သင်းနေနဲ့ ဘာနေပြူကိုဟန်နီမွန်ထွက်သွားတော့မယ်အာဆင်တေကိုကျွန်တော်အခုတည်းကလက်ခုပ်တီးပြီးဂုံပြူလိုက်ကြတာပေါ့ဗျာအဆုံးထိကြည့်တဲ့လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာဒီစီဇန်လေးကိုဒီကောက်ကြီးပန်ဝင်ပြီးတဲ့ရှိုးဘောလုံး online agent ကိုလည်းကျေးဇူးတင်ပါတယ်အမှဆုံးမယ်ဆိုတော့ Viber ဖုန်းနံပါတ်တ냐ကို6 9 1 6 6 3 9 3 6ဆက်တည်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရောက်နေမှာဖြစ်လို့ငွေပူငွေရှာရှိမှဘောလုံးပွဲတွေကိုလောင်းမှာဘောလုံးပွဲတွေလုံးဝမလောင်းတော့ဆိုတော့ YouTube မှာကိုထုပ်ပေါ်ရှိုးရက်ရှာပြီးကျွန်တော်အားပြလို့ရပါတယ် Viber ခွေရှိကို Sport Internet ငါးသုံးလုံးမိတူကိုကစားလို့ရနေပါပြီအော်မေးလို့တခုပြောအောင် အဲ့ဒါကဆာလီဗာနဲ့ခီဗီယောရဲ့ခံစစ်အထိုင်ကိုလည်းကျွန်တော်လုံးဝကြည့်ကြည့်အောင်ဖြစ်လို့ဒါထင်ပါရဲ့လိုအားနှုန်းကလည်းတကယ် share ပဲပြီးတော့လည်း Champion League ဆိုပေမဲ့ Real Madrid လိုအသင်းကြီးတို့မှာမရှိမင်းနဲ့စောခဲ့တဲ့ Luis Calibre လက်ကုပ်တီးပြရမှာဖြစ်လို့ဒီနေ့ပွဲစဉ်မှာ Martinelli အပောင်ဝင်အသင်းသားတွေအားလုံး Maino အစုံလူစားဝင်စောတဲ့ Tierney Trossard အပောင်ဝင်အကုန်လုံးကိုကျွန်တော်လက်ကုပ်တီးပေးပါတယ်ဘသူမှတာရင်နာလည်းမရှိပါဘူး။အဲမိုးလင်းလို့ရှိရင်တော့အချိန်ဆုံး၅ရက်ကိုတီးတဲ့ကျွန်တော်ရွေးထုတ်ပေးပါမယ်။အစုံကြီးကြည့်တဲ့လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။